ညဆောင်းအောင်သွားမထိုးသင့်တဲ့သူများနံပါတ်၁နေနေကတော့ကရာတေးဘီရင်ပါဒီလူကတော့ကရာတေးလောကမှာဘာဆိုလားဆိုပြီးတော့နာမည်ကြီးပါတယ်။နွားရဲ့ဥဂျိုကိုတော့လက်နဲ့ရိုက်ချိုးပြခဲ့တဲ့သူတယောက်ပါ။ကရာတေးလောကမှာချိုကူရှင်ဆိုတဲ့စတိုင်ကိုစတင်တီထွင်ခဲ့တဲ့သူဖြစ်ပြီးတော့အသက်၉နှစ်လောက်ကလေးကကရာတေးကိုစတင်သင်ကြားနေပါပြီ။အသက်၂၁လောက်မှာခပတ်နတ်ကိုစတင်ရရှိခဲ့ပြီးတော့ကရာတေးလောကရဲ့ပြိုင်ဆန်ရှားဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီလူကဒီလောက်နဲ့တင်အားမရသေးပါဘူး။ တရုတ်တိုင်းကားတွေကလိုမျိုးတောထွက်ပြီးတိုင်းကျင့်မယ်ဆိုပြီးတော့မီနိုဘူးတောင်ထိပ်ပေါ်ကိုတယောက်တည်းအတွင်းအားသွားကျင့်ပါတယ်။အဲဒီတောင်မှာ14လလောက်သွားကျင့်ခဲ့ပြီးမယ်။သူ့ရဲ့အတွင်းအားတွေကိုအားမရသေးတာကြောင့်နောက်တောင်တစ်ခုကိုပါဆက်ကူးသွားခဲ့ပါတယ်။ဒီတောင်မှာလည်းတယောက်တည်းတရားရီထိုင်လိုက်တိုင်းနေကျင့်လိုက်နဲ့17လလောက်ထိကိုကြာမြင့်သွားခဲ့ပါတယ်။အဲဒီလိုအပြင်းထန်လေ့ကျင့်ပြီးတော့သူ့ကိုယ်သူအားရပြီးဆိုတော့မှလူရှိကိုပြန်ထွက်လာခဲ့ပါတယ်။သူရဲ့လက်ကျင့်မှုတွေကလည်းတကယ်ရာထင်ခဲ့တယ်လို့ပြောလို့ရပြီးတော့နွားရဲ့ဥโจကိုတော့မှလက်တစ်ဖက်ထဲနဲ့ချိုးပြနိုင်ခဲ့ပါတယ် ဲဒါလည်းမကသေးပဲနဲ့နှစ်တိုးပေါင်း52កောင်ကိုပါတယောက်ထဲထိမ့်ပြသွားခဲ့တာဖြစ်ပါတယ်။ဆရာကြီးကြီးကတော့အတိုင်းတင်လာလားနွားထိန်နီးတင်လာလားတော့သိမသေးခွဲပါ။နံပါတ်1နေနေကတော့ဒါဝိစာပါ။ဂျပန်နိုင်ငံကအီဆာဟုဆိုတဲ့အမျိုးသားတကူကသူ့နိုင်ငံမှာဒါဝိစာဆိုပြီးတော့နာမည်ကြီးပါတယ်။ရင်းကောင်းတကောင်ကိုတော့နှစ်ပိုင်းဖြစ်အောင်ဖြတ်ပြနိုင်တဲ့အထိဒါရေးအင်မတန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ပါ။အခါတော့ကဆိုရင်အချိန်နဲ့လာနေတဲ့ကြီးစံကိုတော့ဒါနဲ့ထိအောင်ပိုင်းပြနိုင်ခဲ့ပါတယ်။ ။မွေးကလေးကဓာတ်နဲ့ဖတ်မွေးလာခဲ့တာဖြစ်ပြီးတော့9နှစ်သားအရွယ်လောက်မှတွင်တွေ့သည်မအကုန်ဆခုန်နေပါပြီ။ကြည်လာတော့လေဓာတ်လောကမှာပြန်ဆန်ရှားဖြစ်လာခဲ့ပြီးတော့ဂင်းနစ်စံချိန်ပေါင်း3ခုထိကိုတင်ထားနိုင်ခဲ့ပါတယ်။အီဆာအိုကဒီလိုမျိုးဓာတ်ရည်မှာကျွမ်းကျင်ခဲ့ပေမဲ့နှလုံးသားရည်မှာတော့အင်မတန်အားနည်းခဲ့ပါတယ်။အခုအသက်50နှစ်အရွယ်အထိကိုအိမ်အောင်လုံးဝမကြသေးပဲနဲ့ဒဂိုရီလူပြိုကြီးလုပ်ပြီးတော့ဖြတ်တန်းနေရရှိပါတယ်။ကြည့်ရတာမိန်းကလေးတွေပါသူ့ဓာကြီးကိုလန့်နေကြတဲ့ပုံရတယ်။နံပါတ်3နေနေကတော့ချက်ဖို့အကောင်းဆုံးလူသားပါ။ ဒီလိုတော့နမည်မသိဘူးဆိုရင်တော့မှမြန်မှန်းတော့တန်းကူးကြမယ်လို့ထင်ပါတယ်ဒီလူကတော့ကဘာပေါ်မှာပုံမှန်သူမြင်ကြောက်เสียအကောင်းဆုံးလူသားဆိုပြီးတော့သတ်မှတ်ခံထားရတဲ့သူပဲဖြစ်ပါတယ်အဓိကတော့မျက်နှာသားပုံစံနဲ့တက်တူးတွေကြောင့်ရုပ်ထွက်ကအော်တိုဖျဲသလိုဖြစ်နေတာပါဒီလူက body builder တယောက်ဖြစ်ပြီးတော့နမည်ကြီးစကားတချို့မှလည်းဝင်ရောက်တည်ယူဆောင်ခဲ့ပူပါတယ်ဒါကြောင့်ဒီလူရဲ့ပုံစံကလူကြီးမလို့မြင်မှုတလိုမျိုးရှိနေတာပါ ဒီလိုကအရင်ကလောငဖောင်ယူလေးတယောက်ဖြစ်ပြီးတော့ဒီလို body မျိုးဖြစ်လာဖို့အတွက်လည်းတနေ့ကိုကယ်လိုရီ8000လောက်ထိစားခဲ့ရပါတယ်။อืมဒီနောက်မှာကယ်လိုရီအပြည့်အဝပါဝင်တဲ့ထမင်းရှင်းနဲ့စာနဲ့ညီညာပါတယ်။ထမင်းရှင်းပကံကိုပြောတာမဟုတ်ပါဘူး။ချက်၄កောင်စာနဲ့ညီများတဲ့ကယ်လိုရီကိုပြောတာပါ။အဲဒီလိုမှမဟုတ်ဘဲနဲ့ထမင်းနေကြီးနင်းကန်စားနေရင်တော့စံကုန်မြေလေးတာပဲအဖက်တင်မှာဖြစ်ပါတယ်။နံပါတ်၄နေနဲ့ကတော့တမဏိဖိုးဖိုးပါ။ကျွန်တော်တို့ကအသက်80လောက်ရောက်ရင်လမ်းတော်ကောင်းကောင်းရှောင်းနိုင်ဖို့မသေးကြပါဘူး။ ဒါပေမဲ့ဒီဖိုးကြီးကတော့အသက်80လောက်ရောက်တဲ့အထိကိုဂျင်းဆော့နေစေဖြစ်တယ်လို့သိရပါတယ်။လူချင်းမင်းတို့ဒီတိုင်ရနယ်ရှူနာရှိုက်ကုန်းဖြစ်နေတဲ့အချိန်မှာဒီဖိုးဖိုးကတော့တနည်းကိုဂျင်း၄နာရီလောက်ထိဆော့ပါတယ်။ဒါကြောင့်မဲ့သူ့ရဲ့ခန္ဓာကိုယ်ကတခြားအဖိုးကြီးတွေလိုပြင်းထွက်ကြီးမဟုတ်ဘဲနဲ့မာဆယ်အပြည့်နဲ့ဖြစ်နေတာပါ။ဒီဖိုးဖိုးကနည်းနည်းရတော့မဟုတ်ဘဲနဲ့ဒုက္ခတုမခါတော့ငါဆိုရင်ကာယပလာရွှေတိစိတ်ဆူရှင်ဖြစ်ပါတယ်။ ဒီတရွေတီမာဆယ်ရီမကြပဲထိနေတာကတော့16နှစ်သားလောက်ခရေကတရက်မှမပြတ်ပဲလေ့ကျင့်ခန်းလုပ်ခဲ့တာကြောင့်လို့ဆိုပါတယ်။ဒီတရွေတီကိုဗာလေ့ကျင့်ခန်းမှမလုပ်တဲ့သူတွေကိုလည်းစိတ်ဓာတ်မကျဘူးပြောချင်ပါတယ်။လူချင်းမင်းတို့ကတော့အဲ့ဒီတရွေလောက်ထိကိုခံမှာမဟုတ်လို့ပါ။နမမောင်းနေနေကတော့ဘရုစလီပေါ့စားပါ။ဒီကလေးကတော့အသက်17နှစ်ပဲရှိသေးတယ်ဆိုပေမဲ့လူချင်းမင်းတို့ထပ်တောင်ဗလာပူတောင်းနေပါပြီ။ငယ်စဉ်ကလေးကဘရုစလီကိုကြည့်ပြီးကြီးပြင်းလာခဲ့တာဖြစ်ပြီးတော့အနာဂတ်ဘရုစလီလို့တောင်နာမည်ပြောင်းရရှိထားပါတယ်။ လူချင်းမင်းတို့ဒီရွယ်ရက်ကွက်ထဲခွေလိမ့်နေတဲ့အချိန်မှာဒီကလေးကတော့လက်နက်ပေါင်းစုံကိုတက်ကြွနေပါပြီ။ဘရုရှ်လီလိုပဲသူ့အကြိုက်ဆုံးလက်နက်ကတော့နန်ချက်ကူပဲဖြစ်ပါတယ်။သူ့လက်တစ်ချောင်းစာလောက်ပဲရှိတဲ့နန်ချက်ကူကတော့ပေါ့ပေါ့ပါပါဆော့ပြနေတာကိုတွေ့ရမှာပါ။တနေ့ဟို၃နိုင်ခွဲလောက်တိုင်းချင်းလေးရှိပြီးတော့အားလက်ချိန်ဒီမှာလည်းဂျင်းကစားလေးရှိရလို့သိရပါတယ်။လက်ထဲမှာသာနန်ချက်ကူတစ်လက်ရှိနေရင်အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ကိုတော့ရှင်ဖိုက်နိုင်နေပြီလို့ဆိုပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။